မြေရှားတပ်စုရဲ့ထွက်ရှိရာကချင်ပြည်နယ်ချီဖွေမြို့နယ်ရှိပန်ဝါဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့နိုင်ငံရေးအရာဘလို့အားသာချက်ရှိတလဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအကဲခက်တွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။လက်ရှိမှာ KIA အနေနဲ့မြေရှားတပ်စုထွက်ရှိတဲ့ဒေသတာမကကြောက်စိမ့်ထွက်ရှိတဲ့ဒေသတွေကိုပါသိမ်းပိုက်ထားနိုင်တာကြောင့်စီးပွားရေးအရာအားသာချက်ရှိကြောင်းသူ့ရဲ့စီးပွားရေးအင်အားအကောင်းလာပါကနိုင်ငံရေးအပြောင်းအလဲကိုကောင်းမွန်စွာလှုံ့ဆော်သွားနိုင်ကြောင်း Hm、在另一项年度大米评比中的一批 TNTP 玫，我们打算使用个现代农业技术来培育。哎， 俺老了，地瓜叶啊，俺大家都苦起来，我都说，以前俺都白吃点啦，搿伐，我嘛，你嘛，那俺这里也搞点种来，俺都，你看，俺这块土地也蛮厉害个。然后这个种嘛，在早晨在几点做啊？白天伢都醒了，你得参加咯。啊，地瓜叶伢搞么？伢那那那个土啊，再有就伢几样土地上。 ဒီဆောက်ပါလိမ့်မယ်အခုဆိုတော့တော့ပင်းကရောဒီနေရာရောသွားတဲ့ကိုဝင်ဝင်မရကြဘူးလေသူပဲဒီနေရာရနေဆိုတာကြတော့ဒါနိုင်ငံရေးကြောင်းလဲတခုစီးပွားရေးကကောင်းလာရင်လည်းနိုင်ငံရေးကြောင်းလဲတခုတည်းကိုသူကကောင်းကောင်းတော့လုပ်သွားနိုင်တယ်လုပ်သွားနိုင်တယ်ဆိုတော့သူ့တော့နိုင်ငံတော့ထင်ရမှာပေါ့ဒီစစ်တပ်နိုင်ငံတော်တနိုင်ငံလုံးတက်ခွန်ဝင်ရအောင်တော့ကျွန်တော်ကြိုးစားရနိုင်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတမျိုးရဲ့ခံစားရတဲ့စာရင်ပေါ့လေခုလောဆယ်တော့ခင်တခုပဲအခွင့်ရရှိနေတာ ဖြစ်တဲ့အဲ့ဒီမြေရှားတို့တောက်ဆင်းတို့ဆိုတဲ့ကဏ္ဍတော့နိုင်ငံတော်တက်ကိုလုံးဝမရဘူး။နောက်နိုင်ငံတော်ကအက်ဒီတာတော့နိုင်နိုင်နေနေနဲ့နိုင်ငံအချင်းချင်းတော်တော့တက်ချိုင်မှုမတော်တော့ဆော်ဝတ်တယ်လည်းကျွန်တော်အနေဆိုမြင်တော့မြန်မာနိုင်ငံကထွက်ရှိတဲ့မြေရှားတပ်ထုတွေကိုတရုတ်နိုင်ငံကအကြီးအကဲဝယ်ယူနေတာဖြစ်ပြီးလက်ရှိမှာ KIA ကတင်ပိုက်ထားပေမဲ့လေအစိုးရချင်း G2G စနစ်နဲ့ဝယ်ယူတင်ကြောင်းလည်းသူကထောက်ပြပါဗျ။လက်ရှိမှာ KIA ဟာ ကချင်ပြည်နယ်တစ်ခုလုံးရှိအရေးပါတဲ့ဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်နေကဗမော်မျိုးကိုရရှိရေးတိုက်ပွဲဆင်နေနေတာဟာလေလေးလခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ဗမော်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခရှိရာမြကြီးနားမြို့ပြီးရင်ဒုတိယမြို့တော်ဖြစ်ပြီးတော့ပထဝီအနေထားအရာစစ်ရေးနဲ့စီးပွားရေးမှာအခရာကြပါတယ်။လက်ရှိကရင်ရင်သိမ့်ပိုက်ထားတဲ့နေရာတွေဟာတရုတ်နဲ့နာဆာကအပေါ်နိုင်ငံရေးအရဆွေးနွေးညှိနှိုင်းမှုတွေရှိကောင်းရှိနိုင်ပေမဲ့လေတရုတ်နဲ့နာဆာကတို့ဘက်က KIA အပေါ် အပြန်အလှန်ထိန်းကျောက်နိုင်တဲ့အခင်းအကျင်းမျိုးရှိတယ်လို့ငင်းကျဲလူငယ်စင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်။ဒီမှာဈေးစစ်အားရှိကောင်းကောင်းရှိတာပေါ့ဗျာ။ဒါတိတ်ခါပါတယ်နော်။အာတစ်ခါကလည်းဒီအလုတ်ကိုလုံနိုင်ဖို့ဆိုလို့ရှိရင်ဟိုသူက SAC ကိုတော့လကောင်းတရုတ်ကိုတော့လကောင်းတစ်ခါကဟို ဈေးကင်တာမျိုးမဟုတ်ပဲနဲ့ဒီတယုတ်ကတော့လောက SEC ပဲကနအပြန်လန်သူ့ကိုပြန်မလို့ထင်းချောင်းနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပေါ့တကယ်လို့သူကသဘောမတူလို့တယုတ်ဖက်ကအကြတိုင်လဲရတယ်။အာဒီ SEC ဘက်ကလည်းသူကဆက်လက် ချိန်မုံကြီးတွေလုံမယ်ဆိုလဲရတယ်အဲ့ဒီခါကျတော့ဒီအာဒီရဲအလုံငန်းကလည်းသူကလည်းရေရှည်မဖြစ်နိုင်ဘူးကွာနော်သူလည်းမရကိုယ်လည်းမရဖြစ်မှာပေါ့နော်ဒါဟာပြန်ပြန်ထင်းကြောင်းတဲ့ပုံစံပဲဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်။လက်ရှိမှာ KIA ထင်းချုပ်ရာကြောက်စိမ့်မြေဖြစ်တဲ့ဖောက်ကန်ဒေသကိုမြမတက်မတော်ကပြန်လဲထိုးစစ်ဆင်နေကြောင်းအဲ့လိုလှုပ်ဆောင်တာဟာတယံဇာတာတွေကြောင့်စီးပွားရေးအရာဖြစ်ကြောင်း စီးနဲ့နိုင်ငံရေးအခက်အခဲတွေအကြသုံးသပ်မှုတွေရှိပါတယ်။မြေချတတုရှိရာပံမွာဒေသကိုလက်လွတ်ခံထားရတဲ့အပြင်ကြောက်စိမ့်လုတ်ွက်ဈေးကောင်းတဲ့ဖားကန်ကိုပါလက်လွတ်လိုက်ရမယ်ဆိုပါကမြမတက်မတော်အတွက်အထိနာစီမှာဖြစ်ကြောင်းလည်းသူတို့ကထောက်ပြကြပါတယ်။အဲဒီလိုပဲ KIA ဟာမြေချတတုရှိတဲ့စကိုင်းတိုင်းဒေသကြီးကိုလည်းစီးရေးနေနေချဲ့ထွင်နေတယ်လို့ရခိုင်ပြည်နယ်ပြည်လဲထွက်ပေါက်တဲ့အိန္ဒိယနယ်စပ်ထွက်ပေါက်ရရှိရဲ့အတွက်လည်းအရခတက်တော် AA ဒေသတွင်း PDF တွေနဲ့တခြားသောလက်နက်ကင်တွေနဲ့ချိတ်ဆက်ကဖော်ဆောင်လျက်ရှိနေတာပါ။ you